ရှိပင်လာ channel ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ရှိပင်လာ channel ကနေပြီးတော့ပရိသတ်များအားလုံးအတွက်စာရေးဆရာမခင်လင်းယူရေးသားထားရင်ရေခဲဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်များအားလုံးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်တက္ကသိုလ်ရဲ့မြရောင်ရဲ့ဟာစိတ်ကူးရင်အိမ်မက်ကိုမက်စီရဲ့နေရာပါလားခင်ချိုတန်းဟာပင်စင်စားရဲ့တောဒီတော်တမိအဖြစ် တက္ကသိုလ်ရောက်စဉ်ကအဝတ်အစားအစာသူ့စိတ်တိုင်းကြောင့်ကြောမော့နေအောင်ဝင့်နိုင်ခဲ့မြင့်ထွန်းမြင်မြင်ချင်းသဘောချခဲ့ အထူးသဖြင့်စေးချောင်းသာပထမနှစ်ဆိုသည်ဟာအထူးစွဲငင်အားဖြစ်ခဲ့ မကြီးပင်ရိမ်မှာရင်းနှီးချမ်းတိုးနဲ့အမေထိုင်နဲ့စီဆက်ယုံငေးကြည့်နေတယ်။ဒီနှစ်ပဲနဲ့နန်တော်တော်ရက သူတို့ပိုင်ရှာကလည်းစီကျိတ်တယ်။သူများတို့ရလည်းလာကျိတ်တယ်။မြင့်ထွန်းအလौဒမားတွေကြားထဲမှာမြင်နေရတယ် စိတ်ထဲမှာမကောင်းတားဖြစ်သူဟာအင်းကြီးကျူကြီးနဲ့ချွေးတလုံးလုံးနဲ့လှုပ်ရှားနေတာကိုမကြည့်ရက်အမှန်တော့သူ့ကိုယ်စားအုတ်ချုံလောက်ကင်နေတာကိုကြည့်နေရမှာပေါ့ဒါပေမဲ့တားငယ်တင်မောင်ကအချိုးတကျလောက်ကင်အုတ်ချုံတွေကအသားကျနေပြီတားကြီးမြင့်ထွန်းကအခုမှရောက်လာခြင်းဖြစ်ပါတယ်အစကသာရာခင်းထဲမှာဖြစ်ဖြစ် စီဆက်မှာဖြစ်ဖြစ် တာဝန်ပေးထားမယ် မြင့်ထွန်းအခုလိုဖြစ်เสียမှရှိဟုသူတွေးမိတိုင်းရှင်းလာတယ်။သူမနေမကောင်းရင်ဝမ်းနှင်းကဆရာဝန်လာကြည့်တယ်။သူ့စီဆက်ကဝမ်းတွင်းမြို့စုံမှာဆရာဝန်ကသူ့ကိုစေကူးဖို့လာယုံတာလက်ခံရတယ်။ဆရာဝန်ကိုမကြည့်ချင်းကျေးဇူးတင်စကားကိုမှမပြောမိ။အမေကလည်းအားနာဖို့ကောင်းလိုက်တာ။ဆရာဝန်ကိုစကားတစ်လုံးမှမပြောဘူး။တင်မောင်ပြောတာမှန်ပါတယ်။ဆရာဝန်ကိုစကားမပြောမိသေးမှသူမှားပါတယ်။ ဆရာဝန်အပေါ်နာကျင်စရာမရှိပါဘူး။ဒါပေမဲ့သူ့ရင်ထဲကယူဆချက်ကတမျိုး။တင်မောင်ရဲ့နင့်ကိုစေးတက်ကတော့မရောက်ရင် ကောင်းမှာ။အခုတော့စေးတက်ကတော့ဝင်ခွင့်ရလို့ပြက်စီရတယ်။တင်မောင်ကအမေစကားနားမလဲ။အမေဟာအသက်ကြီးပြီ။ခဏခဏနေမကောင်းတဲ့။ညီမငယ်မနွေကအိမ်တော်ထိမ့်သိမ့်ရကသူကတော့အမေနဲ့လက်ရည်တပြင်းသေးရာခင်းတဲ့စီဆက်ကိုအုပ်ချုပ်ရပါတယ်။ သူတို့မောင်နှမနှစ်ယောက်လုံးဟာဝန်တွင်အထက်ကဆယ်ရန်အောင်ကြပါတယ်။သူတို့လခစားမလုပ်ဘဲအမေကိုကူရတယ်။အကိုကြီးမြင့်ထွန်းဆယ်ရန်အောင်တော့အဖေရှိပါသေးတယ်။ဂုံတူရဲ့သုံးခုနဲ့အောင်မတ်ကကောင်းလိုက်တာစေးသက်ကတော့ဝင်ခွင့်ရတယ်။အဖေကလည်းတားကြီးအတွက်ဂုံယူလို့မစုံ။အဲ့ဒီတော့ကတင်မောင်က၈တန်း၊ညီမမက်နှွဲက၆တန်းပဲရှိသေးတယ်။မိဘတိုင်းလိုလိုသားသမီးတွေဆယ်တန်းဖြည့်ခြင်းကိုအထူးဂရုစိုက်ကြတယ်။ အောင်စီရဲမှာဂုံထူးတွေများပါလာရင်ပျော်မစုံဂုံယူမစုံအင်ဂျင်နီယာထက်ဆရာဝန်လိုင်းရရင်ပို့ပြီးတော့ပြောကြတယ်မြင့်ထွန်းကစေးတက်ကတူတင်မှာတက်ရတယ်အမေဟာတဲရောဝမ်းတွင်းရဲ့ခြေတဲ့ပိုးတဲ့တွေအမျိုးမျိုးအင်ကြီးအစုံတားရဲ့တက်တာတွေကိုထဲ့ပါတယ်ရန်ကုန်ခင်မွန်းတဲ့ဥရွှေထွန်းနဲ့အတူသူကိုယ်တိုင်တားကိုလိုက်ပို့တယ်မြင့်ထွန်းဆောင်မွေးနီးလာချိန်မှာအဖေမလာတော့တန်းဆက် တောင်းမမနဲ့နော်သူဆောင်မွဲနီးနေပြီဆောင်မွဲပြီးမှ ပြန်လာပါစေအဖေစကားနားထောင်ပြီး အမေကမြင့်ထွန်းစီကိုဘာမှအကြောင်းမကြားခဲ့ပါဘူးဆောင်မွဲပြီးပြန်လာချိန်မှာ သူ့ဖေနေမကောင်းတာကိုသိစေမယ်ပေါ့ဆောင်မွဲဖြည့်ပြီးပြီတော်တန်းစင်ကမြင့်ထွန်းထံကိုအကြောင်းကြားလိုက်ပါတယ်အဖေအတွက်လိုအပ်တဲ့စီတွေမှားလိုက်တယ်မြင့်ထွန်းထံကရလာတဲ့စာ အဖေနဲ့အမေအမြန်လိုက်လာပါ မိမတောင်းပေးပါဆိုပြီးဖြစ်ပါတယ်။ခါတိုင်းလို့သာဆို အမေပွက်လို့ကျမ်းမတေးကြပါတယ်။အခုတော့အဖေယောဂါပြင်းထန်စွာခံစားနေရခြင်းစိတ်မချမ်းသာစရာကိုမကြားစေချင်ပါဘူး။ဒါကြောင့်မလို့မြင့်ထွန်းကိစ္စကိုတိုးတိုးတိတ်တိတ်တိုင်ပင်ရပါတယ်။ဒီမကြီးပင်အောင်ကုတ်ပြုတ်ကလေးပေါ်မှာပဲပေါ့။သူ့ညမဒေါ်တန်းတင့်ကိုလည်းတဲတော့မှခေါ်ထားရပါတယ်။တင်မောင်လည်းလူကြီးလို့တိုင်ပင်ရတယ်။ ငါသားကိုအမိဖမ်းတာပါအေးတကယ်ဆိုဆရာဝန်ပဲဖြစ်ပါစေဦးနော်အခုတော့တနှစ်ပဲရှိသေးတယ်ဆောင်မွေးအောင်မအောင်တော့မသိရသေးဘူးအဖေသိရင်စိတ်တိခိုက်မယ်အခုကြောင့်ဘာမှမပြောနဲ့တင်မောင်ကသတိပေးပါတယ်ညငါ့ကိုပြောတယ်မြင့်ထွန်ဆောင်မွေးပြီးပြန်ခေါ်ပါတဲ့တန်းတင်ရဲ့ငါဘာလုပ်ရမလဲငါတော့နဲနဲမှသဘောမတူဘူးကွယ်အမေကခါခါတိတိပြောပါတယ်တော့တန်းတင်က ငိုင်ငါစဉ်းစားနေပါတော့တယ်။မမရဲ့ဒီမှာအဖေကအသေးအတန်ဖြစ်နေတယ်။မမလည်းဥွှေထုံထားခဲ့လို့မှမဖြစ်ပဲ။ဒီတော့မိမတောင်းဖို့လူကြီးအနေနဲ့ကျမတို့လင်များသွားတောင်းပြီးသူ့ကိုခေါ်ပြန်လာခဲ့ပါမယ်။သူ့မိမခေါ်လာလို့ဘယ်ဖြစ်မလဲ။ကိုရွှေထုံပိုစိတ်ထိခိုက်မှာပေါ့ဧ။မြင့်ထုံကိုပဲခေါ်လာခဲ့။နောက်ကိုရွှေထုံနေကောင်းမှအသိပေးပြီးတော့သူ့မိမကိုခေါ်တာပေါ့။အမေကအဆုံးဖြတ်ပေးလိုက်ပါတယ်။ ဒေါ်တန်းတင်တို့လင်မယာမြင့်ထွန်မိမတောင်းပေးဖို့တွားရတယ်။မိန်ကလေးကမြင့်ထွန်ကြလာအောင်ချောမောပါတယ်။ဒေါ်တန်းတင်ကမြင့်ထွန်လက်ကုပ်ပြောမိတယ်။ဘာဖြစ်လို့ဒီလောက်မြင်မြန်လောက်ရတာလဲ။ဟိုမှာအဖေကလည်းမမဘူးလေ။မဖြစ်လို့ပေါ့ဒေါ်လေးတင်ရဲ့။ဒါလို့ဆိုရင်ဒေါ်တန်းတင်သဘောပေါက်ပါရဲ့။တောင်းရန်ကလက်ထက်ပွဲကိုအချင်းချင်းလေးသာကျင်းပပြီးနှစ်ယောက်လုံးဒေါ်တန်းတင်ကဝမ်းနည်းကိုခေါ်ခဲ့ပါတယ်။ သူတို့ရောက်ချိန်မှာဥရွှေထုံးကဆုံးနေပါပြီအမေကထုံးစံအတိုင်းအော်ဟစ်မငိုပါဘူးရှင်စိတ်မချမ်းမသာမဖြစ်ရဘူးပေါ့ကိုရွှေထုံးရဲ့အမေဟာဒါပဲတီတိုညင်းညူပါတယ်တားကိုရောချွေးမကိုရောစကားမပြောရက်လေစွန့်ကြည့်ပြီးမှညီမဖြစ်သူတော်တန်းတင့်ကိုပဲပြောပါတယ်တကယ်ဆိုငါ့တာကို तू ကပဲဖြောင်းပြပြီចောင်းပြအောင်တက်ဖို့ ဒီဂရီရမှဆရာဝန်ဖြစ်မှလက်ထပ်ဖို့ပြောတဲ့နေခုတော့ကြည်ပါဦးအေးဘသူကသူ့ကိုရှာကြည့်ပြီးငါသာစတင်စီထောက်ပါလေဆရာဝန်ဆိုပြီးသမီးရှင်တွေကဖမ်းကြတာရိုးနေပါပြီအေးအခုတော့ငါသာဆရာဝန်မဖြစ်သေးဘူးဘလို့မင်းကလေးတွေလဲဒေါ်တန်းဆင်ကမြမကိုရှင်ဖွင့်လိုက်ပါတယ်မမလေကို့မှာသမီးနဲ့လေအေးပါအေးသမီးချင်းကိုချင်းစာလို့ပေးစားတာပေါ့နှုတ်မွေငါဒီမင်္ဂလာပွဲဖြတ်လိုက်တယ် တော်တန်းစင်ကလင်ကလည်းသေးတားကိုကြောင်းမပြီးခင်မိမယူကမကျေနပ်တာကြောင့်ချွေးမနဲ့တားကိုစကားဟဟမှမပြောပါမြင့်ထွန်းတို့တပတ်လောက်နေပြီးပြန်သွားပါတယ်ချွေးမလောက်သူကလည်းသူ့ကိုနှွေးနှွေးထွေးထွေးမကြိုဆိုရဆိုပြီးမကျေနပ်ပါဘူးအိမ်ပေါ်ကအိမ်အောက်ထက်ကိုဝင်မစင်းတော့ပြန်သွားတဲ့နေ့မှာ ရောက်ခမကိုကြတော့တာကြတော့တယ်မော်၍မှမကြည့်မြင့်ထွန်းရန်ကုန်ပြန်ရောက်တော့သူ့ဇနီးခင်ချိုတန်းတို့အိမ်ကိုလိုက်နေရပါတယ် ခင်ချိုတန်းဖခင်ကပင်စင်စားသူ့မှာခင်ချိုတန်းကိုတဲဦးသေးသောတမီးမို့တမီးဆန္နာကိုလိုက်ရောရပါတယ်ပြီးတော့တမတ်လောင်ဟာ အလားလာရှိသူစေချောင်းသားခင်ချိုတန်းကလည်းဒီဂရီမရသေးပထမနှစ်မြမစာတက္ကသိုလ်တက်နေရစေသူ့ဆရာမကြီးကတိကဒေါမျက်မျက်မရတော့ပြောပါတယ်ခင်ချိုတန်းလက်ထက်တာမစိုးလားအေးတကယ်ဆိုရင် မောင်မြင့်တို့ပထမနှစ် MP လောက်ရောက်မှ လက်ထက်ရကောင်းပါ မင်းလဲဒီဂရီရတော့အလုပ်ဝင်နိုင်တာပေါ့ဆီယာမကြီးကအပြိုကြီးအရှေရီတိတ်တွေးလို့တော့အပြိုကြီးဖြစ်တာလို့ခင်ချိုတန်းကဒီလိုပဲတွေးမိပါတယ်ဆီယာမကြီးကိုဘာမှပြန်မပြောသူ့အဆောင်ကိုမြင့်ထွန်းလာတဲ့ကလေးကစေးချောင်းတော့လိုချင်သူချောင်းသူတွေဝိုင်းဝိုင်းလဲနေတာကိုဆီယာမကြီးကဘယ်သိပါမလဲဆီယာမကြီးဘဝမှာလဲလက်ဥမှုမရှိမလင်လို့အပြိုကြီးဖြစ်ရတယ်လို့သူကောက်ချက်ချပါတယ်ငါစေးချောင်းသားကိုရအောင်ယူနိုင်တယ်ဟဲ့ သူဟာចောင်းသူတွေအပေါ်မှာလက်မထံပြီးတော့ပြခဲ့ဘူးပါတယ်အခုတော့သူ့လက်မတဖြည်းဖြည်းကွေးလာပါတယ်မြင့်ထွန်ဆောင်မွေးအောင်စင်းထွက်လာတော့မအောင် အမေတို့ကလည်းဝမ်းတွင်းမှာအဆက်အသွယ်မလုပ်တော့ညီဖြစ်သူဟာသာ လူကြုံနဲ့စီပို့တက်တယ်ခင်ချိုတန်းတောက်လေးမွေးတော့ចောင်းထွက်လာရပါတယ်ဆ iam မကြီးဒုံမြမြမေစီစဉ်ပေးကပညာရေးဌာနမှာစီးရေးအလုပ်ရပါတယ်မြင့်ထွန်ကစာကြည့်လိုက်ကလေးထိန်လိုက်နဲ့ ဒုတိယကြိမ်ပြန်ဖြေတော့လည်းမအောင်ပါဘူး။ဒီကြားထဲပင်စင်စားရခမာရီဥပတော်ကလည်းကွယ်လွန်သွားပြန်ပါတယ်။ဒေါ်တန်းစင်ကသမီးငယ်နဲ့တားငယ်တင်မအောင်တော့တက်ကတော်မပေါ်နိုင်။ခင်မုန်းတဲ့မဆုံးခင်ကလေးကကုတရတဲ့ကုံချငွေကြောင့်သူ့စီဆက်ကလေးပဲမဆုံးရှုံးအောင်မနေကကွယ်ရပါတယ်။ပထမတော့ကတော့တင်မောင်နဲ့မတ်နွယ်ကိုတက်ကတော်မပေါ်ရလဲမြင့်ထုံတယောက်ကတော့ဆရာဝန်ဖြစ်အောင်ကြံဖန်းကထားရမယ်လို့ရည်ရွယ်ခဲ့ပါတယ်။ အခုတော့တားကပထမနဲ့မှာပဲမိမယူလိုက်ပြီဆိုတော့သူဘာမှမကြံဖန်ကျင်တော့ပါဘူးဆရာဝန်နေဆရာဝန်လောင်းနေကိုမိန်ကလေးရှင်နေရလိုချင်တင်တောင်းရတာပဲကြောင်းတက်နေစေဆိုလဲကြောင်းဆက်ထားဖို့မိန်ကလေးဘက်ကတာဝန်ယူရတာပဲအခုလဲသူ့မိမမြင့်ထွန်ကြောင်းဆက်ထားလိုက်မယ်အမေကမြင့်ထွန်ပေါ်ထားတဲ့သဘောထားကိုတောင်းငယ်တင်မအောင်ပြောပြပါရယ်မြင့်ထွန်ဆယ်တန်းအောင်ကစေးကြောင်းတက်ကလေးက တဲတော့မှရက်ကန်းဆက်ပိုင်းရှင်တယောက်ကဒေါ်တန်းတင့်မှတဆင့်ကန်းလန်းခဲ့မူပါတယ်။မြင့်ထုံဆရာဝန်ဖြစ်တဲ့အထိចောင်းဆက်ထားပေးမယ်။သူ့တမီးနဲ့စိတ်ဆက်ထားဖို့တဲတော့နဲ့ဝမ်းတွင်ဝေးရမဟုတ်။တမြေတဲလို့နေကြသူတွေဖြစ်တာကြောင့်အမေကလက်မခံ။တမြေတဲမှာဆွေမျိုးလို့နေကြပေမဲ့တန်းတင့်ရဲ့ပြောလိုက်ပါ။ငါ့တာကိုငါရောမစားချင်ဘူး။ငါ့တာလေမိန်ကလေးမိဘလက်ထဲမှာမျက်နာငယ်မယ်။ငါငွေနေပဲငါ့တာကို ငါဆရာဝန်ဖျောက်ထားပါမယ်။ကြောင်းပြီးတော့မှစဉ်းစားကြတာပေါ့။အမေဟာမြင့်ထွန်စေးချတက်စားမြင့်ထွန်ပေါ်အလွန်မျောလင်းခဲ့ပါတယ်။အခုတော့လေသူ့တန်းဟာအညွတ်တက်စားရိုက်ချိုးခံရတယ်လို့ယူဆပြီးမြင့်ထွန်ဆက်လက်ထောက်ပံ့မှုစိတ်မရှိတော့ပါဘူး။အမေသဘောထားကိုတင်မောင်ကနားလည်ပါတယ်။အမှန်တော့အမေကငွေရုပ်ကြီးပိုက်ခါငွေမထုတ်ချင်တာလည်းမဟုတ်။အမေအချင်းတွေကိုလည်းတင်မောင်တည်ပါတယ်။ရာဟုရော စီဆက်ကိုပါတင်မအုတ်ထုတ်ရလေတော့အဖေနေမကောင်းစင်စီးပွားရေးရိုင်အတော်မှာစီဆက်ကငွေယူ300တီမှာစီဆက်ပိုင်ရှင်ဆိုတဲ့နာမည်ပဲချက်မာတော့တယ်အဖေဆုံးပြီးမှဒီစီဆက်ဆက်လက်လဲပန်းအောင် သူမနေစူးစမ်းနေရတယ်ဒီတော့အမေကိုလည်းအကိုဖြစ်သူ စေးချောင်းတက်တဲ့စီထောက်ပံ့မှုမပြောခြင်းခင်ချိုတန်းရဲ့စိတ်ထဲမှာတော့သူတို့လက်ထပ်ပြီးအညာရောက်ခမှာ မြင့်ထွန်းကြောင်းထက်ဖို့တော့ဆက်လက်ထောက်ပံ့မည်ကိုထင်နေပါတယ်။အခုတော့မြင့်ထွန်းမရမထောက်ပံ့နိုင်။သူ့နောက်ကလေးတယောက်မွေးပြန်တော့မြင့်ထွန်းကပဲကလေးထင်းထမင်းချက်စာကြည့်ချိန်ရော့ပါကသုံးနှစ်ဆက်တိုက်စာမွေးပဲကြပါတော့တယ်။သုံးနှစ်ဆက်တိုက်စာမွေးပဲကြလေတော့မြင့်ထွန်းကြောင်းထွက်လာရတယ်။ခင်ချူတန်းရဲ့လာကကလေးနှစ်ယောက်နှုတ်ဘူးဘူးပဲရှိတယ်လို့ဆိုပါတော့တက္ကသိုလ်ရဲ့မြရောင်ရဲ့ဟာစိတ်ကူးရဲ့အိမ်မက်ကို မက်စီရဲ့နေရာပါလားခင်ချိုတန်းဟာပင်စင်စားရဲ့တုံးဒီသောတမိအဖြစ်တက္ကသိုလ်ရောက်စဉ်ဟာအဝတ်အစားအစသူ့စိတ်တိုင်းကြချုံမော်နေအောင်ဝင့်နိုင်ခဲ့မြင့်ထုံမြင်မြင်ချင်းသဘောကျခဲ့အထူးသဖြင့်စေချောင်းသာပထမနှစ်ဆိုသည်ဟာအထူးစွဲငင်ဟာဖြစ်ခဲ့စီဆက်ပိုင်ရှင်သားဆိုရလေသူတို့နိုင်ရွတ်မြင့်ထုံဆီယာဝင်ဖြစ်အောင်မိဘရိယာဆက်လက်ထားနိုင်လိမ့်မယ်လို့ထင်ခဲ့တယ် မြင့်ထွန်းကလည်းသူ့ကိုကြိုက်သူခင်ချိုတန်းကပင်စင်စားရဲ့တဦးသေးသောသမီးရုပ်ကလည်းဖြောင်းနေတော့သူ့နောင်ရည်အတွက်အဆင်ပြေမယ်လို့ထင်တယ်။ဒါပေမဲ့ဥပတော်ပင်စင်စားကခြံကျဲကြီးတိုက်တလုံးနဲ့လူကုန်တန်းရက်ကွက်မှာနေတဲ့အငိမ့်စားအရာရှိကြီးမဟုတ်ရန်ကုန်အလဲပိုင်းမင်းမနိုင်တိုက်ခမ်းမြို့မှာနေရတဲ့ပင်စင်စားသူတို့နှစ်ယောက်လက်ထပ်ပြီးတော့နေဖို့အခန်းလေးတစ်ခန်းရတာကိုပဲကျေးဇူးတင်ရသေးတယ်။ ဆရာဝန်တယောက်ဖြစ်ဖို့ငွေရေးကြေးရအရေးကြီးတယ်လို့စူးစမ်းအားထုတ်မှုကလည်းဘလောက်လိုသည်ကိုစေးချောင်းသားရရသိကြပါတယ်။စောင်းစောက်ချစူးစမ်းတာတောင်တစ်ခါတည်းရင်တစ်နှစ်ကို နှစ်ခါဖြေရတဲ့အဖြစ်မျိုးကြုံရသေးပါတယ်။အခုတော့မြင့်ထုံမှာကလေးလဲထင်ရထမင်းလဲချက်ရနဲ့သူစောင်းမွေးဘက်အတွက်စူးစမ်းမှုတွေလျှော့ရဲလာကြောင်းပထမနှစ်စောင်းမွေးဘက်ကိုပင်သုံးနှစ်ဆက်တိုက်ဖြေပေမဲ့မအောင်ခဲ့ပါဘူး။ မြင့်ထွန်းသာဆရာဝန်ဖြစ်ရင်ဆရာဝန်ကတော့အနေနဲ့စေကန်းထိုင်ရင်သူလည်းအတူလိုက်မီစေကန်းမှာကိုရိုင်းလူနာစောင့်မီအစိုးရနာကလည်းရအောင်မယ်သူတို့ရက်ွက်ထဲမှာစေကန်းဖွင့်ထားတဲ့ဆရာဝန်တချို့ကိုကြည့်ပြီးတော့ခင်ချိုတန်းမက်ခဲ့တဲ့အိမ်မက်တွေမှာလန့်နိုးခဲ့ရပါပြီကလေးကနေမကောင်းဘူးရှင့်စရာဆရာဝန်တရားဖွင့်တဲ့စေကန်းမှာပြကြည့်ပါလားခင်စေးဖို့မတတ်နိုင်ဘူးမြင့်ထွန်းစိတ်ပြတ်သွားပါတယ်ဆရာဝန်ကြီးတွေမှာ ူဆရာဒါပေမဲ့ဆရာဝန်ကြီးတွေမပြောနဲ့စေချောင်းသားစေလောကပတ်ဝန်းကျင်မှာဘသူ့ဟောမှသူမတွေ့ကြတော့ပြီးတော့ခင်ချိုတန်းရဲ့အတုံးနှုံးရှင့်ဆရာရဲ့အခုလိုမောင်းနေပါရင်သူ့ကိုမခေါ်တော့သူရင်နာမိပါတယ်ငါမသွားဘူးမင်းငွေရှာခဲ့ငွေပေးပြမယ်ဆရာဝန်ပဲငါသွားပြမယ်သူကလည်းခင်ဟူသောဝေါ်ဟာရာကိုမတုံတော့မင်းတွေငါတွေနဲ့ပြောလိုက်ပါတယ်ငွေရှာရမှာဘသူတောင်းဝင်လဲ ခင်ချိုတန်းကပြန်ပတ်ပါတယ်။ငါဆရာဝန်မဖြစ်အောင်ဘသူကဖြတ်စည်းခဲ့ရလဲ။ခင်ချိုတန်းတရားဆက်ဆက်ခါနာပါတယ်။ဖြတ်စည်းတယ်ဟုတ်လား။ဘသူကဖြတ်စည်းတယ်လဲ။သားသမီးကိုပညာပေးရမယ်မိဘကမပေးတာမထောက်ပံ့တာဘသူအပြစ်လဲ။အောင်မဲငါမိဘကိုမပြောနဲ့။စေးကြောင့်သာဖြစ်အောင်ထားပြီးပြီ။ငါကပညာကိုအဆုံးထိမယူဘဲနဲ့မိမယူခဲ့တာ။မိငါ့ကိုမယူယူပြအောင်လုပ်ခဲ့တာ။ငါဘဝပြက်ရတယ်။ခင်ချိုတန်းစောင့်အောင်ကရုံးကိုထွက်သွားပါတယ်။ သူဘာလို့ရပါလက်ဖက်ရည်စာလေးတဆိုင်တဲဖို့တော့မှငွေမရှိယောက်ျားတံမဲ့ခင်ချိုတန်ပြောတာကိုမခံခြင်းဒါပေမဲ့အဖြစ်ကလည်းဒီကလေးနှစ်ယောက်အိမ်ထားခဲ့က အပြင်ထွက်လို့ရမဖြစ် လောလောဆယ်ကလေးနေမကောင်းတာကိုဆရာဝန်ပြရမယ်လက်ထဲမှာငွေရမရှိတတောက်တောက်နဲ့တကားခောက်တန်ကြားရပါတယ်သူဖွင့်လိုက်တော့တင်မစီပေါင်းနဲ့ဝင်လာပြီးဧကန်နဲ့ဝင်ထိုင်လိုက်တယ်အကို့မျက်နာလည်းမကြည့်မလင် အကိုဘာဖြစ်လို့လဲတင်မောင်ကမေးလိုက်ပါတယ်မင်းစီပုံးငါးပိတ်တာကိုတွားရောက်ပေးစမ်းပါကွာ လောလောဆယ်ငါ့သားဆရာဝန်တွားပြဖို့ငွေမရှိဘူးမြင့်ချုံပြောတန်ကြတော့တင်မောင်စိတ်မကောင်းသူ့ကိုအချိန်နေဒီလောက်ထိစိုးနေတာကိုသူမသိစီကိုထားလိုက်ပါအကိုရကျွန်တော်ပါတဲ့ငွေယူပါကလေးကိုဆရာဝန်တွားပြပါတင်မောင်ငွေတထောင်ထုတ်ပေးလိုက်ပါတယ်အေးဒီလိုဆိုလဲသမီးကိုမင်းဆောင်ငါသားကိုဆရာဝန်တွားပြလိုက်အောင်မယ် ြန်လာမှအေးအေးဆေးဆေးစကားပြောတာပေါ့တင်မောင်မှာသုံးနှစ်တမီးလေးကိုစောင့်ကြည့်ကြံရစ်ခဲ့ပါတယ်မြင့်ထွန်းကပစိုးပူတီဘက်တီနဲ့တောင်းငယ်ကိုချီကဆင်းသွားတယ်သူ့အကူဟာရုပ်ရည်အားစအရင်လိုမဟုတ်တော့ပါဘူးသပင်စုပ်ွားညနာလဲပါယိုနာယိုကြနဲ့အကူထမင်းမဝအောင်စားရလားမသိသူမီးပေါ်ထဲဝင်သွားတော့ထမင်းတိုးပဲချက်ထားတာတွေ့တယ်အညာအိမ်မှာသူတို့ဖေဆုံးကဆင်းရဲသွားပြီထင်ပေမဲ့ စပားပုတ်အပြည့်ဆန်ကရောင်ဝင်အိုးနဲ့ထားစားနိုင်ပါတယ်။စီရမပူရအခုအဖြစ်ကတခုခုတော့လောက်ရမယ်။အမေသာဒီအချိန်လေးကိုသိရင်စိတ်ဆင်းရဲလိုက်မယ်ဖြစ်ချင်း။သူဟာကလေးကိုလက်စင်ကအိမ်တကာစိတ်ခဲ့ပြီးမျက်နှာချင်းဆိုင်အခန်းကိုခဏကြည့်ဖို့ပြောခဲ့ပါတယ်။မင်းမနိုင်တိုက်တွေရဲ့ဘေးမှာရှိရဲ့မြို့မကြောင်းလန်းမောင်ကထမင်းဆိုင်မှာစက်သားရင်တစ်ခွက်ဝဲကအိမ်ပြန်တက်လာပါတယ်။အိမ်ရောက်တော့မြင့်ထွန်းရောက်နေပြီ ကလေးကိုဖြာဝေါ်ချကတိတ်ထားတယ်။တင်မောင်မင်းပဲထွက်သွားရတယ်။ဟင်းသွားဝယ်တာအကိုဆရာဝန်တွေ့ခဲ့လား။အေးစီးလက်ထိုးစီးလက်ပေးလိုက်တယ်။ဒါအိတ်ရအနှွေအဖျားကြမှာပါ။တိန်နဲ့တညလုံးမအိတ်ဘူးကွာ။အခုမှပဲအိတ်တော့တယ်။အကိုထမင်းစာမင်းရောပြီးခဲ့ပြီ။မြင့်ထွန်းကဘာမှမပြောနိုင်စက်သားဟင်းနဲ့ထမင်းကိုတမီးနဲ့အတူစားလိုက်ပါရဲ့။ကြံဟင်းကိုခင်ချိုတဲ့ညစာအတွက်အုပ်ထားလိုက်တယ်။ ညီကိုနှစ်ယောက်ဧကဲမှာစကားပြောပြကြတယ်။ဆရာဝန်ကငါ့အတီးသူ့မိမဒုထက်စောပြီးတော့စေးချောင်းရောက်တာ။သူ့မိမနဲ့ငါ့ခင်းနေ။ဒါမှပတ်စံပြီးပြီးကုကျင်တာပေါ့။ဟုတ်ပါတယ်ကိုတင်မောင်ကအလိုက်တတိဖြေပါတယ်။ "तू ကလည်းငါ့အတွက်စိတ်မကောင်း။သူ့မိမတော်နောက်ဆုံးနဲ့အပိုင်းကရရောက်တော့မှသူ့ကိုယူလိုက်တာနဲ့ဆရာမဖြစ်တော့ဘူးလေလေဟုတ်တာပေါ့မိမဆိုတာကလေးမွေးရထမင်းချင်ရနဲ့အေးပေါ့ ဒါပေမဲ့မိမဆိုတော့သူ့ရှာကြွေးရဲ့လူကရှိရလေငါမှာတော့စာမွေးပဲလဲကြမိမကလည်းမကြည်တော့ဘူးငါကထမင်းချက်ကလေးထင်ဖြစ်နေတယ်မြင့်ထွန်းကခင်ချိုတန်းအမူအရာပြောင်းလာတာကိုပြောပြပါတယ်တင်မောင်ကတက်ပြင်းချလိုက်တယ်ငါလက်ဖက်ရည်ဆိုင်ဖြွင့်ချင်တာကိုငွေအရင်မရှိဘူးအမေကိုတနာတယ်အမေစီကလည်းငွေမတောင်းချင်ဘူးငါကတိုင်းပြီးတော့အမေပေးတဲ့ပညာကိုမယူခဲ့တာငါ မြင့်ထွန်းဝမ်းနေပန်းနေနဲ့ပြောလိုက်ပါတယ်အကိုရဲ့လက်ဖက်ဆိုင်နေပါတယ်ဖွင့်မနေပါနဲ့အိမ်မဲပြန်လိုက်ခဲ့ပါအမေကလက်ခံမမလားကွအိုးကိုကလည်းသူ့သာသူ့စီပြန်လာလက်ခံမပေါ့အကိုစီဆက်ကိုဦးစီးနိုင်ကျွန်တော်ကရအောင်ဦးစီးနိုင်တာပေါ့နှစ်ဖက်ဆိုတော့ကျွန်တော်မနိုင်ဘူးအကိုရဲ့ခင်ချိုတန်းအောင်လိုက်ပါမလားအကိုသူ့အတွက်အလုပ်လုပ်ရအောင်အညာကိုပြန်လိုက်လာရတာအတူလိုက်ချင်လိုက်မလိုက်ချင်လဲဒီမှာနေ အကိုရတဲ့ငွေပို့ပေးပေါ့မြင့်ထုံကစဉ်းစားနေပါတယ်ခင်ချူတန်းကိုပြည်လန်းအောင်ပြောပြရမယ်အကိုစီဝဘလောက်ပေးခဲ့ရလဲ650တင်မောင်ဟာကြံငွေတထောင်ပြည့်အောင်ထပ်ဖြည့်ကပြန်ခဲ့ပါတယ်ခင်ချူတန်းပြန်လာတော့မြင့်ထုံကအကျိုးချောင်ပြောပြတယ်သူအလौထွက်ကမလိုက်ဟုဆိုပါတယ်အေးမိမျိုးတယောက်ယောက်ကိုရှာပြီးတော့ကလေးကြည့်ခိုင်းငါကတော့ဝမ်းတွင်းပြန်မယ်သူကဒီတခါအပြက်ပြောလိုက်တယ်ဒီလိုနဲ့ မြင့်ထွန်အညာပြန်ခဲ့တယ်။စေးအိတ်ကိုဆွဲနှချက်ကိုလဲပင်းမှာချိန်ရမယ်။သူ့တာဆရာဝန်လောင်းကြီးဟာအခုတော့ချွေးတလုံးလုံးနဲ့စီစက်မှာဖြစ်ချင်တာကိုမဖြစ်ရလေတော့ဖြစ်လာတဲ့အခြေအနေကိုအမေလက်ခံရမှာပေါ့။တင်မောင်ကအလိုက်သိပါတယ်။ရာထွက်ပေးရစစီပုံးတစ်နှစ်တစ်ခါလောက်တော့မြင့်ထွန်အိမ်ကို ပို့ပေးပါတယ်။မြင့်ထွန်ကငွေရည်ကြီးအမေကိုဘာမှမပြောအမေ သူ့ကလေးတွေကရန်ကုန်မှာကြံခဲ့သေးတာငွေပို့အောင်မှာပေါ့တင်မာကအမေကိုပြောပြတယ်အမေဟာလကရယ်လို့မတတ်မှတ်ပေမဲ့မြင့်ထွန်းအဲအတွက်တလောက်အနည်းဆုံးငွေ3000လောက်တော့ပေးကမြင့်ထွန်းငွေပို့ခိုင်းတယ်မတတ်နိုင်တားလဖေးဆိုင်တီတော်အမျက်ဆိုတဲ့တဘောကပုံသေးပြောလို့ရသည်မဟုတ်ခင်ချိုတန်းကတော့မြင့်ထွန်းပို့တဲ့ငွေစီနဲ့ပဲလက်ခံရတယ်သူတက်ကတော့ရောက်စား စိတ်ကူရင်အိမ်မက်ကလေးတိဆောက်ခဲ့ သူစိတ်ကူထဲမှာစေးချောင်းသားကိုလည်းတွေ့ခဲ့ရအောင်လည်းယူခဲ့အိမ်ကလေးဟာတကယ်တော့ရေခဲထုံးနေနဲ့တိဆောက်ထားတဲ့အိမ်ကလေးလှပကြည်လင်တဲ့ရေခဲအိမ်ကလေးဘဝနေကြီးနဲ့တွေ့တဲ့အခါတဖြည်းဖြည်းနဲ့အရေးပျော်သွားခဲ့တယ်တင်မောင်ကတော့မြင့်ထွန်းအားပေးပါတယ်အကိုစူးစားပါတနေ့ခေချုံတန်းတို့ကိုလည်းခေါ်နိုင်မှာပေါ့စီဆက်ကိုသာနိုင်အောင်စူးစားပါအကိုရဲ့ တင်မောင်ရဲ့အားပေးစကားဟာလက်တွေ့တဲရင်ကလေးတစ်လုံးတိဆောက်နိုင်မို့မျော်လင့်ချက်ပဲဖြစ်သေးထောင်းတော့ဝါးရင်နဲ့တိဆောက်တဲ့တဲရင်ဟာရေခဲရင်ထတော့ခိုင်ခံပါရဲ့ပရိသတ်များရှင်ပရိသတ်များအတွက်အခုတင်ဆက်ပေးခဲ့တဲ့ဇလံလေးကတော့စာရင်းဆရာမခင်နေကိုရေးသားထားတဲ့ရေခဲရင်ဆိုတဲ့ဇလံလေးကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါရဲ့ရှင်ပရိသတ်များရှင်စိတ်ဝင်စားစရာကောင်းတဲ့ဇလံအကြောင်းအရာတွေကိုနားဆင်ကြပါရစေဆိုရင်တော့ ကျမတို့ရဲ့ရှူပီလာ channel ကို like and subscribe လေးလုပ်ပြီးတော့ဘေးနားနော်ဒီကောင်လေးနှိပ်သားဖို့မမေ့ပါနဲ့နော်။နောက်ဆက်အားပေးခဲ့ကြတဲ့ရှူပီလာ channel ပရိသတ်များအားလုံးပဲပျော်ရွှင်ခြင်းနေ့စ်တွေကိုပိုင်ဆိုင်နိုင်ကြပါသေးရှင်။